ရန်ကုန်မှာအထက်မြင့်တိုက်ခန်းတွေကိုပြန်လည်ရောင်းချသူတွေများပြားလာတယ်လို့အင်ချမ်းမီကျိုးဆောင်တွေထံမှသိရပါဗျ။မြို့လယ်ကောင်တဲ့လူစီကားရမြို့နယ်တွေဖြစ်တဲ့စံကြောင်ချီမိနိုင်အလုံးဘက်မှာဆိုရင်အရင်ကသိန်းထောင်ကျော်ရှိတဲ့တိုက်ခန်းတချို့ဟာထောင်ကနန်းအောက်ကိုဆင်းလာပြီလို့အင်ချမ်းမီကျိုးဆောင်သူကပြောပါဗျ။အခုတကယ်ဖြစ်တဲ့လူကကြာတိုက်ခန်းကိုလုံးဝကျသွားတယ်။၆လလည်းမနေရဘူး၊အောက်ထပ်လည်းမနေဘူး။နော်လုံးချင်းနဲ့ရေခွက်တွေကိုပဲစစ်လိုက်တာ။တော့တိုက်ခန်းကြီးကပြန်ကြနိုင်တယ်။ပြန်ကြနိုင်ရင်ရေခွက်ကြီးကတက်မှာ။ ။အဲ့တော့တက်ဖို့မလား။အဲ့တော့မနေရဲကြတော့အဲ့လျှောက်ပြီးလဲခိုင်မခိုင်တော့မသိဘူးလေ။လုံးချင်းကြတော့ပြောကြတဲ့ကိစ္စမျိုးထွက်ပြေးဖို့လွတ်နိုင်။အဲ့ကြတော့မလွယ်ဘူး။ပေါ်လဲကြောက်တယ်အောက်လဲကြောက်တယ်လဲသမားလဲကြောက်။ဘုံကကြောက်နေတဲ့အတွက်ကြောင့်တိုင်ကန်းကျချနိုင်မှုများတယ်။ဒီပြောက်ဆိုဝယ်လိုက်တာ900နဲ့80ပဲရှိတော့ဘုံလုံးကြောက်တော့ခါတိုင်းထောင်ချီတာ။ဒီသေးကချက်ချင်းချချောင်းအော်မာတီဆိုရင်လည်းခုမှဝယ်လိုက်တယ်အဲဟိုဘက်ကတော့လက်ကူးတော့မော်ပြီးတော့အဲ့ဘက်ကပြန်ဟောင်းရတယ် အဲ့တော့ဒါမှဆက်လဲမူရပါတော့။ဒါနေမှကြာတော့ဝယ်တော့ဝယ်ဝယ်တရားကူရမှာဆို။အဲ့တရားကိုလည်းကြောက်တယ်။တော့ဒီဘက်တရားမရှိတဲ့လက်ကူမော်ပြီးထိုက်ပြီးအတော့ကိုစိတ်ဝင်လာကြ။ဟိုဝယ်လိုက်တယ်အဲ့ဘက်ကိုသွားကြည့်နေတယ်။ဒီလိုဈေးကွက်တွေကျဆင်းလာပြီးအယောင်များလာတာဟာမတ်လ28ရက်ကမြန်မာနိုင်ငံမှာအင်အားပြင်းငလင်လှုပ်ခက်ခဲတဲ့အချိန်ကစတာဖြစ်တယ်လို့ HMC ဈေးကွက်အတွင်မှသိရပါဗျ။ အဲ့ဒါကြောင့်လာမယ့်ကာလတွေအတွင်းတိုက်ခန်းအယောင်းဝယ်ဈေးတင်မဟုတ်ဘဲအငှားဈေးကွက်ပါကျဆင်းလာနိုင်တယ်လို့အင်ချာမြေအကျိုးဆောင်လုပ်ကိုင်သူတွေကသုံးသပ်ပါတယ်။အငှားဈေးကွက်မှာလည်းအထက်မြေတိုက်ခန်းတွေထက်လုံချင်းအိမ်တွေကိုပုံမှုရှောက်ဖွေလာကြတယ်လို့ဆိုပါတယ်။အခုဆိုရင်အင်ချာရဲ့သူတွေက9ယောက်လောက်မှ4ယောက်လောက်ကလုံချင်းတွေရှိလား။ဒါပဲမေးနေကြတာတိုက်ခန်းဆိုရင်မပြနဲ့။အထက်နိုင်မှနေဆိုလဲမရဘူးရက်ွက်ထဲကပြင်တောင်လေးတွေရှိလားတိုက်တိုက်ခံလေးတွေရှိလားနဲ့ငလင်းငလင်းတိုက်ဖြစ်ပြီးတဲ့က ကြောက်ကုန်ကြတာပေါ့အခုဆိုရင်အငားဆိုရင်နေရာကောင်းမှာအရင်ကအထက်မြင့်တော်မှာပြင်ဆင်ပြီးသား9သိန်းလောက်ရှိတယ်အခုဆို4သိန်းလောက်နဲ့ရနေပြီအငားတွေကလည်းရှားတယ်အဝယ်တွေဆိုရင်မရှိဘူးဈေးတွေကတဖြည်းဖြည်းနဲ့ကျလာမှထင်တယ်အခုတော့ရှိတယ်အင်ရှင်တွေဘက်ကနေပြီးတော့ဘိုင်းနာခံပြီးတော့အရှုံးခံမယ်ဆိုရင်တော့ခါရှာရပေါ့အခုငလီတန်းချောင်းကိုပြိုကျပျက်စီးခဲ့ရတဲ့အဆောင်တွေထဲမှာကွန်ဒိုတွေအစ်မြင့်တိုက်ခန်းတွေပါပါတာကိုတွေ့ရပါတယ်ရန်ကုန်ကအထက်မြင့်တိုက်ခန်းမှာနေထိုင်သူတူကလည်းအခုလိုပြောပါတယ် အမကအပေါ်ဆုံးခဏလာမနေတာအဲ့နေ့ကဖြစ်ဖြစ်ကြတဲ့ဥစားကြီးတတိယမှာကြည့်ပြီးတော့နေ့တိုင်းကြောက်စိတ်ဝင်နေတယ်အဲတိုက်ခန်းနေကိုလို့ရပြတာရက်ွက်တွေကတိုက်ခန်းနေဆိုတော့ဖြစ်ရင်ချင်းတွေပြုံမှာပဲပြုံကရှာလိုင်းလုံးရတဲ့ရန်ကုန်ကတိုက်တွေအခုတခြားအခုအမအတိတခြားအမအတိတွေဆိုရင်သူတို့အိမ်တွေကိုအရာဆိုင်ပုတ်တက်ပြီးတော့သူတို့ ရှိရမွေလေးနဲ့ရတဲ့နေရာမြေရတဲ့နေရာလေးမှာမြေကွက်လေးဝယ်ပြီးတော့နေကြတယ်အခုအမလည်းအရောင်းအပ်ထားတယ်အရောင်းအပ်ထားတယ်အမရွေတော့တိုက်ခန်းနေရာရွေးရမြင့်တော့အခု900လောက်တက်တာတိုက်ခန်းနေကို950လောက်ပဲဖေးပေးတယ်အိုးမမေ့ရင်တော့အရင်လေးတော့လိုချင်တာပေါ့အရင်လေးလိုအရင်လေးတော့ရရင်ပြန်ရောင်းမယ်ဆိုပြီးစိတ်ကူးတာတချို့ရအခုတိုက်တန်းလာဝယ်850လောက်ပဲဘိုင်းလာတဲ့စီးနဲ့ပေးပြီးနှိမ်ကြအော်အမတို့အိမ်မှာလည်း ကလေးတွေနဲ့လူကြီးတွေရှိတော့နောက်ဆုံးရှောင်းမထွက်ရင်တော့950နဲ့ပဲရောင်းပြီးတော့ရတဲ့မြေလေးဝယ်ဝယ်မယ်လို့အမကစဉ်းစားထားအင်းအပြင်းငလင်လှုပ်ခတ်ခဲ့တာကြောင့်ပြုတ်ပြက်ခဲ့ရတဲ့တိုက်တာအဆောင်တွေကများပြခဲ့ပြီးအခုဆိုရင်ပြည်သူတွေဟာအထက်မြေအဆောင်တွေမှာနေထိုင်ဖို့ကိုကြောက်ရွံ့ထိတ်လန့်နေကြတာပါ2025ခုနှစ်နှစ်လယ်လောက်မှာမြေဆီးတွေကတော့အစမတန်မြင့်တက်လာနိုင်တယ်လို့အင်ချမ်ပြေကျိုးဆောင်တွေကခန့်မှန်းထားကြပါတယ် မလင်ကြောင်စကိုင်းမန္တလေးနေပြီးတော့ပဲခူးနဲ့ရှမ်းပြည်နယ်တို့မှာတိုက်တာအဆောင်တွေများစွာပြိုကျပျက်စီးခဲ့ရသလိုလူအသေးပြောက်တွေလည်းများတယ်လို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေထမှသိရပါဗျ။ဒီကနေ့ထိငလင်တွေဟာစက်တိုက်လှုပ်ခတ်နေသေးတာကြောင့်ငလင်တန်သိခဲ့တဲ့ဒေသတွေကဒေသခံတွေဟာလမ်းမတွေပေါ်မှာအိတ်ဆက်နေကြရပါဗျ။